အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်တွေကိုဆရာကြီးမဟာဆွေရေးသားခဲ့တဲ့တပုံးအိမ်လို့အမည်ရတဲ့ဝတ္ထုကိုဇတိမိုင်းအနေနဲ့ကျွန်တော်ကိုရွှေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနာစဉ်ခန်းစားပြကြပါအောင်ခင်ဗျာခင်ဆွေတင့်ဒီအစာဆုံးပြန်လည်ရင်တစ်ခေါက်ပြန်ဖတ်လိမင်းသားဤဆိုလိုသောအတိတ်ဘယ်ကိုစဉ်းစားနေဤမင်းသားဤသဘောထားမှာမစားရသည့်အမဲတဲနှင့်ပတ်လို့သော စိတ်မရှိ တကယ်စေတနာစင်စစ်နှင့်ရှေ့ခင်ကြောင်းတိရကခင်စစ်တဲ့မှာယူယုံမရချီလွန်လာသဖြင့်ရှိုက်လျက်ငိုကြွေးနေမိကြလေ။ခေါင်းအောင်ပေါ်သို့မျက်နှာမှောက်လျက်မျက်ရည်များကိုတုံ့ချနေရာတစုံတဦးကကြောကိုအသာပုတ်မှခေါင်းထောင်ကြည့်လိုက်ရာမိခင်ကြီးကိုမြင်ရလေ။ခင်တမီးဘာဖြစ်တယ်လဲကွယ်ဘာလို့ငိုနေရတာလဲ။ခင်စစ်တဲ့ဒီမင်းသားစီကစာကိုပြပြီးလျင်တဖန်ရှိုက်လျက် သူကျမကိုဆွန့်သွားပြီမေမေရဲ့ဟိုပြောရင်ခေါင်းအုံးပေါ်မျက်နှာမှောက်ကအာပတယငိုကြွေးရှာလီတော့ဤခတ်တာပါပဲကွယ်တမီးဖေဖေကလည်းတမီးကိုအဆုံးဖြတ်ခိုင်းထားတာပဲဘာမဆိုတမီးသဘောတိုင်းလောက်နိုင်နေဒီလူငယ်ကနောက်ဆုတ်သွားတော့မေမေတို့ဘဲနဲ့တက်နိုင်မလဲသူနောက်ဆုတ်သွားပြီမဲ့ကျမမဆုတ်ဘူးကျမသူ့နောက်လိုက်သွားမှာကျမသူ့ကိုမပြစ်နိုင်တော့ဘူးမေမေရဲ့ တဲလေခတ်တာဝို့ကွယ်ကဲကဲကဲတမီတမီကလိုက်သွားတယ်ဆိုရင်တမီဖြစ်ဖြစ်ရဲ့ကောဘလို့ထိခိုက်မလဲတမီဖြစ်ဖြစ်ကလည်းတမီမလိုချင်တဲ့သူကိုအတင်းအကျပ်ပေးစားနေတာမှမဟုတ်ပဲတမီလိုချင်တဲ့သူယူတော့လို့ခွင့်ပြုထားပြီပဲဒီတော့တမီသူ့ကိုချစ်တယ်ဆိုရင်သူ့စီစားရည်မိသားဖာသားပြပြီးပြောပါစီတော့လားကွယ်ဒီလိုပြောပါလျက်နဲ့မေမေတို့ကကြက်ကြက်ရက်လို့ရင်မေမေတို့အပြစ်ပေါ့တမီငယ်တဲ့အရွယ်မှမဟုတ်ပဲကွယ် မင်းကြီးကတော်ကြီးပြောပြသောစကားများကခင်ဆွေတင့်ရဲ့စင်ကြင်မဝင်နိုင်အောင်လမ်းမှန်ကျနေသဖြင့်ခင်ဆွေတင့်သည်မြတ်တောင်ကောက်ကောက်ကလေးနှင့်မိခင်ကြီးအားတွေ့ဝေကြည့်ရှုနေလေ။ကဲကဲကဲရေမိုးရှုအချိန်နေမပြတ်နေစမ်းပါအချိန်တွေအများကြီးရှိပါသေးတယ်ဟုပြောသည်ဖြင့်ခင်ဆွေတင့်သည်အိမ်ခန်းထဲမှထွက်ခဲ့ရာရေမိုးရှုလေ။မိခင်ကြီးကျင်တတ်အောင်တနခါရေကြဲကလေးလိမ့်လျက်အိမ်ရှိပန်းညာထဲသို့ထွက်ကာဓာမီလင်းသည့်အထိမှိုင်တွင်နေမိလေ။ ကိုထေးအောင်ကမင်းသားဤလက်သီးထိုးခံရပြီးနောက်ခင်ဆွေတင်းအိမ်တို့တလားခန့်လမ်းပြည့်၍နေလေတခါတရံတယ်လီဖုန်းဖြင့်အလုပ်ကိစ္စများပြောချောင်းကိုတော့ကြားရလေရှိသည်ခင်ဆွေတင်းမှာကိုထေးအောင်မလားတဖြင့်ဆက်ရနောက်ရက်ကင်းလျက်တွေးတောနေခွင့်ရှိလေမင်းသားဤစာထဲတွင်၁၄ရက်ဟုပါရှိလေရာထိုရများကိုလက်ရှိုးရေအတွက်စောင့်စားနေမိလေနေ့စဉ်နေ့အမြတွေ့ကြုံစေရမူမိမိသည်မင်းသားအားမိအမြအချစ်ခင်ဆွဲလန်းနေကြောင်းကိုကောင်းစွာမသိခဲ့ရချေ အပူနှင့်ခွဲခွာရတော့မှမင်းသားအားဖြတ်၍မရှိနိုင်အောင်ဆွဲဆွဲလန်းရှိခင်နေကြောင်းကိုသိရှိရလေ။အကယ်၍ထိုရက်အတွင်းမင်းသားပြန်လာကမင်းသားကိုသာရှိတော်မီမင်းသားဓမ္မမိဘအားဆင်ခြင်ပေးရန်အကြံဉာဏ်များတောင်းမီဟုခဲထားလေ။ဥယျာကျော်ကောင်ကြီးရာတို့နှစ်ရက်ရှားသုံးရက်ရှားတွားရောက်မင်းမြတ်ရဒီမှာလဲခင်ဆွေတင်းဤအလုပ်တစ်ခုဖြစ်နေလေတော့ဤ။တို့ရတွင်မင်းသားစီကစားတဲ့ဆောင်မှမလား။ မြည်သည့်နေရာသို့စာပေးရမည်လဲမသိရပဲတလာနီးပါးအချိန်ကြာခဲ့လေ၏စာမေးပွဲလည်းပြုလုပ်နေသဖြင့်စာမေးပွဲကိုသာကုတ်၍ကြိုးစားဖြစ်ပြီးနောက်အိမ်တွင်တနေကုန်တနေကန်ထိုင်နေရထိုင်နေရတော့ရာနေမြင့်လေအယူရင့်လေဟူတကဲ့သို့မင်းသားအားဆွဲလန်းသောစိတ်သည်ခင်စေတင့်ရုပ်ရည်ကိုအနှဲငယ်ချောင်ကျသွားစီလျော်၏။တနေ့နဲ့နက်ကခင်စေတင့်သည်ဖခင်ကြီးဖက်၍ချထားခဲ့သောတူရိယသတင်းစာကိုကောက်ယူဖတ်ကြည့်နေရာတနေရာသို့ရောက်သောအခါမျက်လုံးပြူအံ့အားသင့်၍နေလေ၏။ ဖခင်ကြီးသည်အဖဲကြောင့်ထိုအကြောင်းအရာကိုမပြောပြလေတနည်းဟု တွေးတော်မိလေ၏ထိုတဲ့ရင်ကအချားမဟုတ်မင်းသမီးတပားကံတော်ကုန်သွားကြမင်းသမီးကြီးမှာနေကြအနှင်ခံရသောမင်းသားကြီး၏ကျင်ရတော်ဖြစ်၍တားတော်ဆောရန်အောင်တပားကြံ့ရင်ခဲ့ကြမန္တလေးဆွေတော်မျိုးတော်များထံသို့ခိတ္တရောက်တွားရောက်နေထိုင်ကတလားခန့် မမမကြမ်းဖြစ်နေရတားတော်ဆုံးရအောင်ဒီမြန်မာစည်းစရာအင်္ဂလိပ်စရာဝန်စသည်တို့နဲ့အမျိုးမျိုးစူးစမ်းကုတော်လဲတင်မင်းလက်မမထွက်နိုင်ခဲ့ကြအောင်များမင်းသမီးကြီးဤပုံမင်းသားဆုံးရအောင်ဤပုံများနဲ့တကွာဖော်ပြထားသည်ကို တွေ့ရလေတော့ဤခေဆိုတဲ့ဒီတည်င်းစာကိုလက်ကကင်လေရဲ့မြောက်ဖက်အိမ်တို့ကုသွားကဥရဲကြော်ကောင်မှာစားရဆောင်ကင်လေရဲ့ငိုကြွေးနေသည်ကိုတွေ့ရသဖြင့်ခေဆိုတဲ့မှာမိမိမဲတော်ကွယ်လွန်တဲ့ကဲ့သို့ရောနှောငိုကြွေးမိကြလေဤတဖန်အဖိုးကြီးလက်ထဲမှာစားကိုယူ၍ကြည်ရာ ။ဦးရဲကျော်ကမဲမဲဖရာလာဇံ၃ရက်နေ့ကကွယ်လွန်သွားခဲ့ပြီ။နာမကျန်းကျင်ကစိတ်မကောင်းမီဆို၍စာမရေးခဲ့။လာဇံ၈ရက်နေ့ကတကြုံမီကိုတော်မှလည်းစိတ်မကောင်းစရာတွေဆက်ဆက်ပြီးကြုံနေရတယ်။မဲတော်ကိုတကြုံပြီးလည်းရင်သခိုင်းဘတ်တို့ကူ၍ပဇင်းပေါင်တို့တက်တော်မီ။လုပ်ငန်းအစီအစဉ်ကိုလည်းအေးအေးဆေးဆေးမှအစီအမံမီ။ဥပက္ခကလေးမှလာမေးလည်းရင်လည်းတင်ငန်းခွဲ့သွားကြောင်းဇနီးမောင်နဲ့အတင်းအကျပ်နေကြရန်အကြောင်းများပါမှားကြကြောင်းပြောပြလိုက်ပါကိုတော်လေး ခေဆွေတင်ဒီအဖိုးကြီးအားစာရွက်ခောက်ကိုပြန်ပေးရင် အဖိုးရဲ့သူခဏတင်ကန်းဝက်တာလားတက်တက်လုံးပဲလားသူ့စာနဲ့ပါတဲ့အတိုင်းမပြောတတ်ပါဘူးကလေးမရေကိုတော်ကလေးဟာအတော်တန်ဝင်ကရသွားတဲ့အလိုထောက်တော့တက်တက်လုံးမြဲသွားမယ်ထင်တာပါပဲခတ်တာပါပဲအဖိုးရဲ့ကျမဘယ်နဲ့လောက်ရမလဲအကိုကြီးရေခင်ဆွေမချစ်လို့ပြစ်ပြစ်ခါကလောက်သွားရတာလားဟုအတန်ကလေးများထွက်လျက်ငိုလိုက်ရ နဂိုကားမှာငိုကျင်လျက်ဖြစ်နေသောအဖိုးကြီးသည်လည်းတတက်လုံးအတူနေခဲ့သောမင်းသမီးကိုတန်းတကငိုကျွေးနေကြတော့၏အချိန်အတန်ကြာငိုရွေးအားရသောအခါခင်ဆွေတဲ့သည်မျက်ရည်များတုပ်လျက်အရှိမပြတ်တောင်ဘက်အိမ်သို့ကူးခဲ့လေတော့၏အိမ်ဝင်းထဲသို့ဝင်လျင်စင်အောက်ထဏ၌ကိုတင်းအောင်ဤကားကလေးရပ်ထားသည်ကိုမြင်သဖြင့်ထိတ်ခနဲဖြစ်သွားလေ၏တို့ရတွင်အရှိမပြတ်ခပ်ပြန်းလန်းလမ်းလျှောက်သွားရာအတွင်းမှာဟောလာပါပြီဟုမိခင်ကြီးအတန်ကိုကြားရလေ၏ ဧကန်းထဲသို့ဝင်မိလျင်မိဘနှစ်ပါးအပြင် ကိုထင်းအောင်ကိုထင်းအောင်ဤဖခင်ဦးအောင်သာဦးအောင်သာ၏ဇနီးမင်းကတော်ကြီးများပါမျက်နှာဆုံကြီးထိုင်၍နေကြသည်ကိုတွေ့ရလေတော့၏ထိုလူသတိုက်ကိုမြင်ခြင်းအပြင်မြည်သည့်ကိစ္စလည်းဟုအတက်တွေးတော်မူသောခင်သူတို့မှာဘလိုများပြောရပါမလဲဟုစဉ်းစားရင်မိခင်ကြီးအနည်းတွင်ထိုင်လေ၏ဦးအောင်သာကပြုံးချို၍ဖော်ရွေသောအမူအရာဖြင့်ကဲကဲကဲဒူမကြီးဦးတို့လူကြီးချင်းတော့ရှေးကပြောတဲ့ကိစ္စကိုယခုပြောခဲ့ပြီးပြီ တူမကြီးနဲ့ပြောဖို့သာလိုတော့တယ်။ဦးတို့ဟာတူမကြီးစာမေးပွဲအပြီးကိုစောင့်နေခဲ့ကြတာ။အခုစာမေးပွဲတည်းပြီးပြီ။ကိစ္စလည်းတခါတည်းပြီးအောင်စီမံကြဖို့တိုင်ပင်နေကြတယ်။ခင်ဆွေတင်ကစကားတစ်ခုမှပြန်၍မပြောဘဲကိုထင်းအောင်ဤမျက်နှာမှာအပါကျန်လူကြီးအလုံးဤမျက်နှာကိုတလဲ့စီကြည့်ရှုမိလေ၏။ဤကိစ္စသည်ကိုထင်းအောင်လောဘသောတိုင်လုံး၍သာလူကြီးတွေလိုက်ပါလာရသည်ဟုစဉ်းစားမိသောအခါဒေါပွား၍နေလေတော့၏ အကယ်၍ကိုထေးအောင်သည်ခင်ဆွေတင့်အားမယားအဖြစ်အတိအမှတ်ပြုရုံတောင်းရန်ပေါင်းသည်၍အချားအပြော်ပါမယံငယ်တွင်နှင့်လိုက်နေပြီမာနာအိုးကိုလက်ထက်ရောက်မှညှင်းပန်းလိုက်ပြီဟူသောသဘောထားကို သိရှိလျက်ထိုထက်ဒေါဘသွားမည်ဖြစ်လေ။ဒေါမြမြတင်လဲတမီးကဒုံဒီဘာဝေးနေသဖြင့်ကျမတမီးကတော့အထူးပြောစရာမလိုပါဘူးဝန်တော်မင်းမိဘတကားနားထောင်မိသားပါဟိုးရှေးဦးအရင် မေးတုန်းကလည်းမေမေတို့သဘောလို့လွှတ်အပ်ပြီးသားပါအ ဒီတော့သူ့ကိုမင်းနေဖို့မလိုပါဘူးရက်ကန်တတ်ဖို့အဲ့လာဒီပဲစဉ်းစားထားပါအိုးအိုးမမေဘယ်နဲ့တွေပြောနေတာလဲခင်အိမ်အောင်မပြုတ်ကျင်တော့ဘူးတီလာကျင်လောက်တော့မယ်အိမ်အောင်ရေးဟာတိတ်စိတ်ပြတ်စရာကောင်းတယ်ခင်မပြုတ်ပြရသေးနဲ့မမေရဲ့ဟုပြပြတလဲပြောလိုက်ရာလူကြီးတွေအားလုံးမျက်လုံးပြူသွားကြလေဥအောင်သားကအပြုံးမပြဲဘာဖြစ်လို့လဲတူမရဲ့အသက်ငငယ်ရွယ်ရွယ်နဲ့ဘာများတန်ဝေကရနေရပါတယ် တားတယ်လင်းဆုံးကုံချုံကျွေးတင်လိုလင်မရမဲတိလားဆိုတဲ့စာကိုကြားဘူးတယ်မဟုတ်လားဘဲနဲ့စိတ်ပြေရတာလေထိုအခါရဲ့ကားတစ်စင်းဆက်ရောက်လာပြန်၏အားလုံးလှမ်း၍ကြည့်လိုက်ရာဥလာတော်ဤကားဖြစ်နေလေသည်ခင်ဆိုတဲ့သည်မိမိအိမ်ကတယ်လီဖုန်းနဲ့လှမ်းခေါ်ထားကြောင်းတွေ့တော့မိလေ၏ကားပေါ်မှာဥလာတော်နှင့်ဇနီးတမီနုနုခင်ကလေးပါပါလာကြလေ၏ရှင်းနောက်လိုပင်ဒေါ်မြတ်မြတ်တင်ဤအကိုကြီးဝှက်လုံတော်ရာဥဒထုံးနှင့်ဇနီးလည်းရောက်လာပြန်၏ ဆွေဆွေတင်မှာဆွေမျိုးတွေအလွယ်မှာအဝိုင်း၍ခံထားရလေဆွေမျိုးများကထုံမြနေမရတဲ့ဒေါမြမြတင်ဤညီမဒေါမြမြခင်နဲ့ခင်ပွန်ဒီစထရိတ်တရားသူကြီးဥပစိန်ဒေါမြမြတင်ဤအတော်ဒေါ်လာကြီးမင်းကတော်ကြီးတို့ပါထပ်မံရောက်ရှိလာကြသည်ခေဆွေတင်ဘက်မှာကကိုညင်မိ ပြောမဲ့သူမရှိလူမမဲအပြိုပေါင်းနုနုခင်ကလေးတယောက်သာအနားတွင်ကပ်၍ထိုင်နေလေ၏လူကြီးများတယောက်တခုပြောကြသည်မှာလဲခင်ဆွေတင်ဤနားတွင်မဆန့်တော့ပေ ဗဇတ်ဟပြောမိလို့ပြန်လည်ရင်လည်းဖန်းကုတ်ပြီးအမြင်တန်းလန်းကြီးဝိုင်းဝန်းပြောဆိုကြသဖြင့်ငေးစား၍သာနေထောင်နားထောင်နေရတော့၏လူကြီးအလုံးပင်ညင်ညင်သာသာပြော့ပြော့ပြောင်ပြောင်ပြောဆိုလျက်ရှိကြရာခင်ဆွေတဲ့ငငယ်ကလေးကမန်မဲဆဲဆိုအဆုံးမလာတော့မင်းကြီးကတော်ဒေါ်လာကြီးတယောက်ကမကြည်မချမ်းနိုင်အမှုရဖြင့်ဒါတော့နေကတိတ်ပြီးကဲတာနေမစင်းစားတတ်ဘူးလားလူကြီးတွေစီမံတာဘာလို့မခံရမှာလဲအောက်မှာစမ်းကြည့်စမ်း မိခင်ဆိုရစသည်ဖြင့်ကျင်းဝါရာဥလာပေါ်သည်ဒေါမြမြတင်အားလှမ်း၍ကြည်အကင်းမသောဒေါမြမြတင်သည်အသက်60ကျော်အရွယ်အမေကြီးအားတော်တော်ခဏဟုအတွင်းပေါင်းသို့ခေါ်သွားလေ၏ဥလာပေါ်လည်းပြိယတံများအားခဏနေကြအောင်ဟုအမှတ်တင်ညာပေးခဲ့ကာကဲကဲကဲသမီးဖေဖေနဲ့လိုက်ခဲ့စမ်းဟုအခြားတဏီယာတို့ခေါ်ဆောင်သွားလေ၏ဘဲနဲ့လည်းသမီးဖေဖေပြောထားတယ်မဟုတ်လားကို့အကြောင်းပြချက်က ရေစင်းနေပြီဖြစ်မှာပေါ့တမီးရဲ့စိတ်ထဲမှာဟိုဘက်ကလူတငယ်ကိုပဲဆွဲလန်းနေတယ်ဆိုရင်ဖေဖေကိုပြောဘာအာနာတရားရှိတယ်လဲဖေဖေအချိုးအချောင်ပြော့ပြလိုက်မယ်ဒီလိုမှမဟုတ်လဲသူတို့ပြောနေတာကိုနားထောင်ရုံပဲတမီးဒုံးလုံးတို့တော့မဖြစ်ဘူးထင်တယ်ကင်ကျွတဲ့မှာအကယ်၍သာမင်းသားဒီဝဲကြောင်နဲ့မြောက်ဖက်အိမ်မင်းရှိနေပါကမင်းသားကိုသာဆွဲလန်းရှိခင်၍ယူတော့မည်အကြောင်းပြောင်ပြောင်ပြော့ပြလိုက်မည်ဖြစ်၏ယခုမူကားမင်းသားဒီမိမိအားလုံးဝဆုံးပြကတင်ကန်းစည်း၍သာတော့ကြောင့်မိမိဆွေမျိုးများ၏မျက်နှာကိုလည်းမဖြတ်လို့တဲ့ဖြစ် ။နားထောင်ပါတော့မယ်ဖေဖေဟုတခွန်းသာပြောဆိုနိုင်ကြ၏။ထို့သောပြောမိသည်နှင့်တပြိုင်တည်းမျက်ရည်များဝိုင်း၍လာပြန်ရာဖေဖေခင်အပြင်ကိုမလိုက်ပြရခြင်းနဲ့ဖေဖေတို့အတင့်တလို့ရက်ကန့်တက်လိုက်ပါတော့ဟုပြောကအခန်းပေါက်သို့ထွက်ပြီးဝိုင်းကွင်းညမနုနုခင်အားလက်ရက်ခေါ်ပြီးမိမိအခန်းထဲသို့ဝင်သွားကြလေ၏။ဥလာပေါ်လေအပြင်တို့ထွက်ကတမီးစီကဂတိရပြီဖြစ်ကြောင်းသူဂတိပေးလိမ့်ရင်ဖြတ်မိသူကလေးမဟုတ်เจ้าကိုပါပြော့ပြလိုက်ပြီးနောက် လက်ထက်ရန်နေရာနှင့်ကျွေးမွေးအပ်ခံရန်အခမ်းအနားများပါတယောက်တယောက်ပြောဆိုကြပြီးနောက်အသီးသီးလူစုခွဲသွားကြလေခင်ဆွေတင်းမှာစိတ်ပြေလက်ပြေညီမကလေးနှင့်စကားပြောမီဟုခေါ်ငင်ထားရာစကားမပြောနိုင်ငိုခွဲဆင်မိနေတဲ့ဖြင့်ဘာမှနားမလည်သေးသောခလေးမကလေးမကယောနော်မျက်ရည်ကြလေရဲ့နေကြလေအပြင်မှနုနုရေတွားကြစို့ဟုခေါ်တဲ့ဖြင့်နုနုခင်ထွက်သွားမှအားပါတရမျက်ရည်များကိုအစွမ်းကုန်တွန်ချပြစ်မိတော်၏အခန်းဆက်တော် ကံကံကံရန်ကုန်မြို့အငိမ့်တော်ဝန်တော်ဥအောင်သားဇနီးမင်းကတော်ဓမ္မမအီတာရန်ကုန်မြို့ဟင်းသရငွေဒိုင်ဥလဘောဒေါ်လလတ်တို့ဤတူရန်ကုန်မြို့မြူနီစပယ်ယုံကျမ်းမာရေးအရာရှိဥသိန်းဒေါ်ကျော်တို့ဤမောင်ဟန်တာဝတီစင်ရင်စု အမြတ်တော်ကြီးဝန်ထောက်ဥပနဲ့ဒေါ်အေးတို့ဤတူရန်ကုန်မြို့ပလက်ယုံမင်းကြီးယုံစုံတော့ဝန်ကလေးမောင်ထေးအောင် PSC ကိုရန်ကုန်မြို့မင်းကြီးကတော်ဒါလာကြီးဤမြေရာဘတ်တရားသူကြီးဥလာတော် ဒေါ်ခင်ခင်ပူဤတူမဝုလုံတော်ရဥဒထုံဤသနီဒေါ်လာတေဤတူမဒိဋ္ဌိတရားသူကြီးဥပစေမင်းကတော်ဒေါ်မြတ်မြတ်ခင်ဤတူမရန်ကုန်မြို့အတွင်းဝင်ကြီးဥလဘောမင်းကတော်ဒေါ်မြတ်မြတ်တေဤသမီးခင်ဆွေတင်းနှင့်ကွက်လရက်နေ့၁၂နှစ်ဤမှ၄နှစ်ဤတန်းရန်ကုန်မြို့မြူနီစပယ်မြို့မအခမ်းအနားလက်ထက်မင်္ဂလာအခမ်းအနားဆင်ရင်လျက်ကျင်းပမည်ဖြစ်ကြောင်းအထပ်ပါ လက်ထပ်မင်္ဂလာစာမှာတည်င်းစာများတွင်နေ့စဉ်ကြော်ညာလာရာ၃၄ရက်ကြာခဲ့ပြီဖြစ်၏။ပိဿာကံများမှာလည်းဆိုင်ရာဆိုင်ရာဆွေမျိုးများထံသို့ရောက်ရှိနေပြီဖြစ်၏။ကင်းစည်တင်ကမိမိဘဝကိုအိမ်တော်ရေးတွင်မြုပ်နှံတော်မူဖြစ်ရာမင်းသားအားဆွဲလန်းသောစိတ်ကြောင့်ပျော်ပါခြင်းမရှိငေးမိငေးရာမှိုင်မိငါရာငင်းငေးမှိုင်တွေးတော်၍နေမိလေ၏။ထို့အတွင်ကိုထေးရောက်မှာလည်းနေ့စဉ်နှင့်အမျှလာရောက်နေရာမင်းမင်းနဲ့လက်ထပ်မိသူဖြစ်၍အလိုက်အထိုက်ပြောဆိုနေရတော့လေကိုထေးအောင်က ကင်တွယ်ဆန်းသက်မြည်လို့တော့အခါအပြိုကိုနေနေရမည်မှာရက်ပိုင်းများသာဖြစ်၍တီးခံရန်အမျိုးမျိုးချော့မော့တောင်းပန်ထားရနေလက်ထက်ရန်ရက်ကဒစဒစနေကလာရခေဆွေတင့်သည်မင်းသားအားမျှော်လင့်ချက်ကုန်လျက်မိမိဤဘဝကိုစိတ်ဒုံဒုံချလိုက်လေနောက်တနေ့ကလက်ထက်ရမည်နေ့ဖြစ်ရာအိမ်တွင်စီမံခန့်ခွဲသူများနှစ်ရက်သုံးရက်ကလက်ဖွဲ့ပစ္စည်းများပို့ပေးထားသည်ဖြင့်စင်ရင်ရေးမှတ်သူများသည်ခင်ဆွေတင့်အိမ်တွင်ချုပ်ပွေ၍နေကြလေ၏ ခေဆွေတင်ဒီဆွေမျိုးမိဘများနဲ့တကွမိษွေတင်ခါများပါမိမိအပြုတ်ဘဝကိုကြောက်တွန်းရန်ဝိုင်းဝန်းနေကြသည်ကိုမြင်ရလေမင်းသားအားတတိယလေးဖြစ်သည်ဖြင့်မြောက်ဖက်အိမ်တို့မကြခဏလှမ်းမြော်ကြည့်ရှုမိလေ၏နေ့နှစ်နာရီခွဲလောက်ရှိသောအခါဘယ်အချိန်ကထွက်သွားသည်မသိလိုက်တော့မင်းသားဤကားသည်မင်းသားဤအိမ်ထဲသို့ဝင်လာရာခေဆွေတင်ဒီလှမ်းမြော်ကြည့်ရာမှစင်ဝင်အောက်သို့ကားပေါ်ကဆင်းလာသောတက်ကလက်အုပ်ထုံးနှင့်လူတစ်ယောက်ကိုမြင်ရလေ၏ ကျေသူတဲ့မှာမင်းသားဤကိုလုံးကိုပေါင်းနေရှီလန်းဟန်ကိုအရကြက်ပြီးဖြစ်တဲ့ဖြင့်မင်းသားပြန်ရောက်နေပြီကိုအတက်တွေးတော့ကကနာမငိန်တော့ပဲဝမ်းသာတယ်လို့လို့ဝမ်းနေတယ်လို့လို့ဖြစ်၍တွားလေ၏နောက်ဆုံးနာရဲ့ဝမ်းနေစရာကပုံမူ၍များလာတော့၏မိမိကနတ်ပြန်လက်ထရမိအရေးကိုပြင်၍မရတော့ပေခလေးတွေတို့ဇုံမိတ်လို့၍လည်းမဖြစ်တွေးတော့မိတိုင်းအသက်နှလုံးကြွေကြလို့မတက်ဖြစ်၍နေကြလေ၏ မင်းသားအိမ်ဘက်တို့မကြခဏလှမ်းကြည့်မိရာပြတင်းပေါင်များဖွင့်ထားပြီး၎င်းမင်းသားကိုမူအစနာမှမမြင်ရချေခင်ဆွေတင့်ကတညက်နေလုံးတက်တက်ကြွကြဖြစ်လျက်ကြောက်နိုင်ပွဲတတာလူချင်းချိန်ပြီမင်းသားအားသူ့ပေးထားသောလက်ဝတ်လက်စားများကိုပြန်ပေးချေဦးမယ်ကျေနပ်အောင်ချင်းပြပါရစေသူမကျေနပ်လို့ကိုယိုကံရဖြစ်လာမှလည်းကြောက်ရတယ်စသည်ဖြင့်အကြောင်းပြကမင်းသားကြီးအိမ်ဘက်တို့အမှတ်တမဲ့ကူးသွားခဲ့လေ ခင်ဆွေတင့်ကစင်ဝင်ပေါက်ရောက်တဲ့အထိလူတယောက်ကိုမှမတွေ့ရချေ။နောက်ပေးသူလှည့်ယူသွားတော့အခါအဖိုးကြီးနဲ့တွေ့ရမေးမြန်းမှယထာဘော်အိပ်ပြက်၍အိမ်ဘော်သူ့အခန်းထဲတွင်အိပ်နေကြ။တမန်လေးကတိတ်ခါချ၍လူထွက်လာကြအောင်ပြောတဲ့ဖြင့်အဖိုးကြီးကိုမှစကောင်းကားကောင်းမပြောနိုင်ပဲအိမ်ဘော်သူ့အပြေးကလေးတက်ခဲ့လေ။မင်းသားအိမ်သောအခန်းသို့ရောက်လျင်အခန်းစည်းကိုမှ၍ကြည့်ရာမှောင်နေသည်ဖြင့်တဲကွဲစွာမမြင်ရချေ။ဓာမီကလေးကိုဆမ်း၍နှိပ်လိုက်သောအခါလက်နှစ်ဖက်ပေါင်ညာကြတဲ့တွင်ကပန်းရောင်အရှိတ်လုံးဝင် ပိုးရက်လက်တို့ဝှက်စင်က ခွေခွေကလေးအိပ်ပျော်နေသောမင်းသားကိုမြင်ရလေ။ကရုံးနှင့်ဖြစ်၍စတော်ရုပ်ပေါက်နေသောဥယျာဉ်ဆိုင်ဆိုင်နှစ်ဖူးကျဲကျဲနရွက်ကားကားနှာတံပေါ်ပေါ်ကိုလည်းတစိမ့်စိမ့်ကြည့်ရှုကကဒင်ပေးတွင်ထိုင်နေလေ။မင်းသား၏ကိုယ်ကလေးကိုအသားကလေးလှုပ်လျက်အကိုကြီးဟုနှိုးလေ။မင်းသားမှာမျက်လုံးကြီးကိုအသားဖွင့်လျက်ခင်ဆွေတင့်အားကြည့်လေ။ပြုံးလည်းမပြုံးရဲလည်းမရဲနှုတ်လည်းမဆက်တွွတ်တွေကြီးကြည့်နေရကမျက်လုံးအိမ်လည်းလည်းရဲ့ညက်ရည်ပြည့်လာသည်ကိုခင်ဆွေတင့်မြင်ရကား ခင်ဆိုတဲ့မှာဘာကိုမှသတိမထားနိုင်တော့ပဲမိမိကိုယ်ကလေးကိုမင်းသားဤကိုပေါ်တို့လှည့်ပြချလိုက်ပြီးအတန်များထွက်အောင်ချ၍ငိုကြွေးချလိမ့်မြတ်ရည်တို့သည်မင်းသားဤလက်မောင်းပေါ်တို့စီကြနေရာမင်းသားပါလေခင်ဆိုတဲ့ဤကြောကိုပြန်ဖက်ထားလေရဲ့အတန်ကြာငိုပွဲဆိုရင်နေချလိမ့်ခင်ဆိုတဲ့သည်ထိုတို့ငိုရာမှာမင်းသားလက်ထက်မှယုံထွက်ကကြိတ်မနိုင်ခဲမရဖြစ်တိုင်းလက်ညိုးကလေးနှင့်မင်းသားအားထိုးကထိုးကရက်ဆက်လှကြည့်လားအကိုကြီးရဲ့ ခင်ဆွေကအကိုကြီးကိုမချစ်ဘူးပြောလို့လားအကိုကြီးသာဒီမှာရှိနေရင်ခင်ဆွေဒီလိုဖြစ်ပါမလားအခုတော့ဘက်နဲ့တတ်နိုင်သေးတယ်လေဘက်နဲ့ကြမ်းမလဲဟုမင်းသားကိုပေါ်တို့ကိုကိုပြစ်လဲပြီးငိုကြွေးပြန်နေသည်မင်းသားမှလည်းခင်ဆွေတင်းဤလက်မောင်းနှစ်ဖက်ကိုကင်ကအတာမလေးရဲ့မျက်ရည်များကိုတုတ်ပေးရင်အနိုင်နိုင်ပြုံးလိုက်ကရှစ်တာပေါ့ခင်ဆွေရှစ်လို့ဒီလိုစီမံရတာပေါ့ဒါရှစ်တာလားဒါရှစ်တာလားအသေးကွဲတော့မယ်ဟုတ် ။ဆောင်းကဆောင်းကအော်လီယာမင်းသားမှာတီးခံအလိုလိုက်လျက်ခင်စေတင်းဤပားပြင်ကလေးကိုမှုေးမိလို့ပြီးမှသူလက်ထတော်မြေမတော်ပါကလားဟုစဉ်းစားမိသဖြင့်စွဲယူပြီးမျက်နာကိုပြန်၍မလိုက်ရ။ထိုအတိတ်ပဲကိုနားလေတော့ခင်စေတင်းသည်သူဤမျက်နာနှင့်ပားပြင်ကလေးကိုမင်းသားဤနှာခေါင်းနှင့်အတင်းပုတ်လျက်"ကဲဘာဖြစ်သေးသလဲ။တီးထက်မှာကပြုတ်ကျင်ရပြု"တည့်ရလားဟုငိုချပြန်တဲ့ဖြင့်မင်းသားမှာအကြံအိုက်လျက်ကျေနပ်အောင်ဖယံနန်းရှုပ်ပွေယူထားရပြန်လေခင်ဆွေ မင်းသားဒီခင်ဆွေတင်းရဲ့မျက်နှာကလေးကိုငုံကြည့်လျက်ခက်တီတီခေါ်လိုက်လေခင်ဆွေတင်းဒီသူ့ဤအင်းကြီးလက်နဲ့မျက်ရည်များကိုတုပ်ပြီးမျက်လုံးဖွင့်ကြည့်လေအကိုကြီးကိုခင်ဆွေတကယ်ရှစ်တယ်နော်မေးပြန်ပြီဘသူကမရှစ်လို့ဒီလိုဖြစ်ရတာလဲကဲပါဒါတွေထားပါအကိုကြီးရှစ်ရင်လက်မထက်ခင်ဒီတညရသည်မအချိန်ကလေးမှာပျော်ပျော်ပါပါနေကြစို့လားအကိုကြီးဒီလိုနေလိုက်ရရင်ကျေနပ်ပါပြီခင်ဆွေတဘောတဘော ဟုပြောလိုက်ရာမင်းသားသည်ခင်ဆွေတင်းကိုထုပြီးလျင်ဂဒင်ပေါ်ကဇုံတွဲစင်းကအောက်ထက်သို့ဆင်းလာကြလေမင်းသားသည်ဘွိုင်းကလာအားတစုံတရာ အမိန်ပေးပြီးနောက်ခင်ဆွေတင်းနှင့်အတူထမင်းစပွဲစားခန်းထဲသို့ဝင်ခဲ့ကြ၏မကြခင်ပင်ဝက်နိုင်ပင်ဘဲသားခင်နှင့်အေးခံတက်တာထဲမှဝီစကီတပလင်းဆော်ဒါပလင်းနှင့်နှစ်ဦးသားရှိသို့ရောက်ရှိလာလေ၏မင်းသားသည်ဆော်ဒါနှင့်ဝီစကီဆက်ပြီးအနာမရှိခွက်တက်ခွက်မောတော့ပြီးလျင်ဝက်နိုင်ခင်တစ်ဖက်ကို ခရင်နဲ့ထိုးရင်ဝါနေခင်ဆွေနဲ့နဲ့တောက်ကြည့်ပါလားပျော်ရအောင်လေတခါမှတော့မတောက်ဘူးဘူးဒါပေမဲ့တောက်မယ်လေအကိုကြီးမင်းသားဒီဝီစကီလက်တလုံးခန့်နဲ့စော်တာဆက်မြည်လို့ပြီးမှမဆက်တော့ပဲအေးအေးခံတက်တာတည်းက၄မိနစ်တလုံးထုတ်อยู่ကလင်းမနစ်လဲလေးလုံးခန့်နဲ့ဆက်ရွေပေးလေခင်ဆွေတင့်ဒီမော့ရွေတောက်ချပြီးမင်းသားနီးတို့ဝက်နံကင်များကိုတခုပြီးတခုဆက်ရွေစားလေသည် နောက်ထပ်လက်တလုံးပေးလိုက်တော့အခါခင်ဆွေတင့်မှာတခါမှမတောက်ဘူးတဲ့ဖြင့် GDD ဖြစ်ပြီလာလေ။ကိုကလေးမှာနက်ပူးကျင်တလို့ဖြစ်လာလေ။ဝိစကီမှာတစတစဖန်းတက်လေရာမင်းသားကြီးမျက်နှာကိုလှမ်းကြည့်လိုက်တော့အခါမျက်နှာနှစ်ခုဖြစ်လို့ဖြစ်ဝါနေလို့နေမြင်ရရာတခါတခါပြုံးလိုက်မိလေ။ခင်ဆွေမူးနေပြီလား။ဟုတ်ကဲ့အကိုကြီးမူးနောက်နောက်ကြီးပဲ။ဒါဖြင့်တော်တော့နော်ဟိုကိုတိုင်းလဲချော့ရွေတောက်ပြီးခင်ဆွေတင်းနဲ့လက်ချင်းတွဲကအိမ်ပေါ်သို့တက်ခဲ့ကြလေ ိမ်ပေါ်တဲ့စိန်ဝင်ရင်ထိတက်ခဲ့ပြီးလည်းယင်တောင်ဘက်တကားများကိုပိတ်လျက်စောင်းကောက်တလဲစန်းတရားတဖုံတိပြနေရခေဆွေတဲ့မှာပြုံ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 နေနားထောင်နေချာဤစိတ်ကြက်တခါမှမတော်ဘူးပဲမင်းသားလက်ထက်ကစိတ်လိုက်ကိုဆွဲယူ၍မဖွာတဲ့ဖွာတဲ့ချူဖွာ၍နေလေဤလနလုံးကအမြဝီစကီတီဦးရိုင်းများကိုအတော်မူးစေရကခေဆွေတဲ့မှာထိုအချိန်မှမိမိတိလျက်တရှိတရှိမျက်တောင်ဆင်းနေသဖြင့် ခင်ဆွေအိတ်ရှင်သလားလာလေအကိုကြီးခန့်နဲ့ခဏအိမ်ဟောကိုးနာရီကျော်လောက်တော့အကိုကြီးနှုတ်လှုံမယ်ဟု အခန်းထဲသို့ခေါ်ဆောင်သွားလေ၏ခင်ဆွေတို့မှာဂဒင်ပေါ်တို့တက်လှမ်းရာမတက်နိုင်သဖြင့်ရှေချော်ကြကမင်းသားကအတာပွက်လျက်ပတ်လက်ကလေးပြင်းနေအောင်မွေရာပေါ်တို့တင်ပြီးပြန်ထမိရလို့တွင်ခင်ဆွေတင့်သည်မင်းသား၏လက်ဘင်းကိုဖတ်ယူထားလေ၏ခင်ဆွေတင့်ရဲ့ဘေးမှာအိဆန်းအကိုကြီးဒါလေအလေလိုက်ရှင်တိုင်းလိုက်နေကြတာခင်ဆွေရဲ့အပြိုရေကိုလည်းသူ့ကိုမအပ်ရှင်ဘူး ကဲကဲအကိုကြီးနဲ့ခင်နဲ့ပထမညားတယ်လေမယားဟိုကောင်ကလူမတမာမို့နောက်မှကံမကောင်းလို့အကိုကြီးတဲကယူသွားတာဆိုကြတော့အိတ်ဆန်းမှာဘာငေးနေရတာလဲမင်းသားဒီခင်စစ်တဲ့မူးနေပြီပြောသည်ဟိုထင်မှတ်ကမူးတော်မတော်မလျော်ဖြစ်ကမိမိအားလူယုံမှာဟုတွေးတော်မည်ဆိုတော့ကြောင့်အလိုက်အထိုက်အိတ်ရတော်လဲမလှုပ်မရှက်နဲ့ဇာကျင်တော်အမိုးကိုမျက်လုံးကြီးလှန်ကကြည့်ရှုနေ။အိုးဘာငေးပြန်နေတာလဲဒီဘက်လှည့်ဆန်းမှာဟု သူဤလက်ကလေးနှင့်ဆွဲလှဲလိုက်သဖြင့်မင်းသားသည်ညံနေချင်းဆိုင်ဖြစ်အောင်ဆောင်းလိုက်ရလေ။ခင်စတဲ့သည်မင်းသားဤလက်ပင်ကိုဖက်ကမျက်စိမှိတ်လေအိပ်ပျော်သွားလေ။မိနစ်အတွင်းမှာပင်တကယ်အိပ်ပျော်သွားရာမင်းသားသည်ခင်စတဲ့ဤလက်ကလေးကိုအသာဖယ်လျက်တဏီယာမှထားခဲ့လေ။အင်ရှိစင်ဝင်ကပက်လက်ကလေးထိုင်တလုံးပေါ်တွင်ဆက်လိုက်မိခိုးတဖွာဖွာနှင့်တွေးကျင်ရတွေးရနေရာအချိန်ကုန်မှန်းမသိကုန်၍သွားလေ။ခင်စတဲ့ကအမှုမဲ့စကားစကားမှား ပြောသွားတော့လေထိုမှဇရဲလာတော့မိန်းကလေးမဟုတ်ချေအရှိမုံမိလည်းရင်စိတ်နှလုံးချောက်ချနေတော့ကြောင့်သာထင်ရတွေပြောဆိုလိုက်ခြင်းဖြစ်သည်ကိုတွေးတော်မိလေထိုအခါအကိုကြီးဟုခေါ်တန်ကြတဲ့ပြင်အပြေးကလေးထထွားကအခန်းထဲသို့ဝင်သွားလေဘယ်သွားနေတာလဲခင်ဆွေအမိုးပြေသွားပါပြီလာပါအကိုကြီးရဲ့ဒီတညဟာခင်ဆွေရဲ့တတအပြော်ဆုံးညပဲအကိုကြီးလည်းပင်ဖတ်ပြီးအားရအောင်အိတ်လိုက်စမ်းမယ်ဟုပြုံးပြုံးချွတ်ချွတ်ပြောလိုက်ရာ မင်းသားမှာခေဆွေတင်း၏မူလအမူအရာမျိုးနှင့်မတူသဖြင့်ထိတ်ခနဲဖြစ်သွားလေ၏တို့ရတွင်မျက်လုံးနှုတ်ခမ်းမျက်နှာအမူအရာမှာလူကောင်းပကတိဖြစ်သောကြောင့်အလိုလိုက်ပြီးအိပ်ရပြန်လေ၏ဤအချိန်၌ကရှင်သည်နှင့်စားခဲ့သူဖြစ်ကအနှစ်နှင့်အလားလားကိန်းအောင်နေခဲ့သောမင်းသား၏စိတ်စဉ်ပုံသည်ခေဆွေတင်း၏ယူရပိုက်ထွေပြုမှုကြကြောင့်ထိမ့်သိမ်းခြင်းကမတက်နိုင်တော့ပဲဒလဲဟောယူထွက်မိလေတော့၏ခေဆွေတင်းမှာလည်း မိမိဘဝကိုမိမိမေ့ပျောက်လျက်မိမိအချက်ဆုံးအယိုးသားဆုံးလူသူတော်ကောင်းကြီးတယောက်ကိုဗကံအရေးကြီးလက်ထက်ကကြောင်းလို့ပူဇော်နီပူဇော်တော်မီဟုတရာတရာထက်တန်သည့်အလားမင်းသားပြုမှုသည်တည်းရုံးကန်ခြင်းမပြုဘဲအလိုလိုက်ခါအသိခံနေတော်၏အိမ်ခန်းကနေပေါ်တွင်အရှိပင်လေကျော်၌မျောပါနေကြသောသူနှုတ်ဦးမှာအချိန်ကုန်မှန်းမသိကုန်ခဲ့ရကနာယီကြီးမှဆဲချက်ထိုးတန်ကြရမှမင်းသားသည်လူးလဲထားကဟောခင်ဆွေဆယ်နာရီတောင်ထိုးနေပြီဟိုဘက်ကလိုက်လာကြမှာပြီ လာလာဘာဖြစ်တယ်လဲခင်ဆွေတီညဒေကမပြန်တော့ဘူးနေပါအကိုကြီးရဲ့ခင်ဆွေရဲ့အချက်ကိုလက်တွေ့ပြလိုက်ပြီပဲမဟုတ်လားခင်ဆွေကိုဖောက်ပြားတဲ့မိန်းကလေးတို့အပြစ်တင်အောင်ပါလားပြောစမ်းပါဦးအကိုကြီးအသေးနာလုံးတို့ခင်ဆွေဒီစကားတွေမမေးစမ်းပါနဲ့အကိုကြီးကိုရှေ့လုံးလုံးအလိုလိုက်တယ်ဆိုတာအကိုကြီးသိပါတယ်တီကြီးတဲ့မိန်းကလေးဆိုတာလည်းရှေ့ကတည်းကသိပြီးသားပါထိုအခါမရဲတရဲလှမ်းလာတော့အခြေတံကိုကြားတဲ့ဖြင့်မင်းသားသည်ကြပြားကြရာ အခန်းဘက်သို့ထွက်ခေရာဥယဲကြော်ကောင်ကိုတွေ့လေ၏ ကိုင်ကိုတော်လေးဟိုဘက်ကသူ့အမေလိုက်လာတယ်အပေါ်မှာစန်းတရားတင်းရင်စကားပြောနေတယ်လို့ပြောခဲ့တယ်ဟုအစီရင်ခံပြီးနောက်ဆင်းသွားလေမင်းသားလေခင်ဆွေတင့်အားမေတော်ကြီးလိုက်လာကြအောင် ပြော့ပြရာပျော်ရာမှမျက်ရည်ဝိုင်းလာလေမင်းသားလေခင်ဆွေတင့်အားတင်းကျက်စွာပွေဖက်ထားလေရဲ့ဘဲပြန်ညာပြန်မှုပြီးနောက်လှုပ်လိုက်ရာခင်ဆွေတင့်လေမင်းသားအားမျက်နာငုံမေးစီလေရဲ့အာပါတရနန်းချုပ်ပြီးနောက်တုံရင်သောအတန်ဖြင့်သွားတော်မယ်အကိုကြီးဟုနှုတ်ဆက်ကားဆင်းရည်သွားလေ ဒေါမြမြတင်ကအစီကံတယောက်နဲ့ဆောင်းသားနေရတမီးဤမူမမှန်သော လုံကြီးအင်းကြီးများကိုမြင်ရတော့လေစိုးမီးမေးမြန်းခြင်းမပြုဘဲတမီးဖေဖေမေးနေလို့ဟုတခွန်းသာပြောပြီးခေါ်ဆောင်သွားလေနောက်တနေ့၁၂နာရီခန့်အချိန်၌ကမြူနီစီပယ်တောင်ဟောညနေစာဘက်အတွင်း၌မော်တော်ကားများ ပြည့်ကျက်နေသည့်အပြင်တချို့ကားများမှာဘာလန်ဘတ်နှင့်စူးလီဖျားလန်ဘတ်တွင်စိုက်ရထားရင်း ပစိုးတောင်ချီဝေကောင်းဆာလာနှင့်လူကြီးလူကောင်းများသည်ကားပေါ်မှဆင်းကာတောင်ဘက်ပေါက်မှအပေါ်တက်သို့တက်လာကြလေသည်တောင်ဟော်ခမ်းမကြီးတိုင်ကဇပွဲကလေးထိုင်များတွင်ပရိတ်သည်များပြည့်ညက်လျက်ဘိုင်းကလားများသည်ပြာရခတ်အောင်အလုရှုပ်နေကြ၏ကိုပိုင်းစိန်ချွေဝေစားလာသောမင်းကတော်များငှားရမ်းလာသောသူများ၏စိန်ချွေအယောင်များသည် နေကင်းဖြစ်လျက်ထွန်းလင်းသောဓမီးအောင်ဖြင့်ဟတ်ကားများစွာပန်းတန်းစားလျက်ရှိလေ၏ဒိတ်တည်းရဲ့အထက်တန်းသားမင်္ဂလာဆောင်ဖြစ်သည်ဖြင့် တရားဝင်ကြီးများဝင်ကြီးကြုံများအထက်တန်းအရာကြီးကြီးများတထေးတကြွယ်များမြို့လုံးကျွတ်ကျွတ်လိုရောက်ရှိလာကြ၏တဏီယာမငားရလာသောအငိတ်မှလည်းစန္ဒရာတံပတလာတံနှဲတံတို့ဖြင့်ရောပြွန့်လျက်တာယာနာပြောပွဲတိမှုတ်လျက်ရှိကြလေ၏တဦးနှင့်တဦးရေမောနှုတ်ဆက်ခြင်းမင်္ဂလာသတို့သာသတို့သမီးတို့အားကြိရှုကာထင်မြင်ချက်အမျိုးမျိုးပြောဆိုခြင်းတို့ဖြင့်ဇပွဲတိုင်းသည်လည်းစကားပြောတတ်များဖြင့်ညံ၍နေလေ၏အမိုးမပန်ကများသည်အနာမရှိ ဒေါသကြီးစွာငြိမ်နေသောလေဝိကိုမှု့ရမ်းနေကြ၏သရိုသားနှင့်သရိုသမီးတို့မှခုံကြီးတစ်ခုပေါ်တွင်နှစ်တောင်ကွာလောက်ချင်းတွဲနေထိုင်ကြလေ၏ခင်ဆိုတဲ့မှာချက်လာဒီကတကြောင်မနှက်သက်တော်သူနှင့်ပေါင်းရတော်မည်ဟုစိတ်မချမ်းမြေ့ဒီကတကြောင်ကြောင့်မျက်ရည်ဝိုင်းလျက်ခေါင်းဆိုင်နေခြင်းဖြစ်လေသည်လက်ထက်ကျင်ကြလျင်လက်ထက်မြေ့အခါတော်ပေးเสียသည်လင်္ကာပထံလေးလျှောက်ရွက်လျက်အတိတ်ပဲပြောဆူတောင်းလိုတောင်းနှင့်အခါတော်အချိန်ဖြုံးရနေလေ၏ ထို့ကဲ့သို့အချိန်တွင်းမှာပင်နောက်ထပ်ရောက်ရှိလာကြသောပရိသတ်များအနက်ပန်းရောင်အရှိတ်ပစိုးပိုးစစ်ရင်ပုံအင်ကြီးပဝါအုပ်ပေါင်းချိုးဖက်နှက်စည်းလျက်ရွှေကိုင်းမြန်မှန်နှင့်အသက်20ကျော်30နီးပါးလူရတယောက်ပါလာရာအချို့မှာလှမ်း၍အကဲခတ်ကြည့်ရှုနေကြလေ၏ခင်စစ်တဲ့မှာခေါင်းငုံ၍နေရာမှာလှမ်းမျောကြည့်ရင်မြင်လိုက်ရာမျက်နှာများပြက်လျက်ခေါင်းပန်းနှစ်ပန်းပင်ကြီးသွားလေ၏မင်းသားကဘယ်လက်ကအရှိတ်ပစိုးစကိုဆွဲလျက်ညာလက်ကဆင်းသွဲတက်တာငယ်ကလေးကိုကင်တာ ခင်ဆွေတင်းရှိရာသို့ချေရှု၍လာလေ၏။ဒေါမြမြတင်နှင့်ဥလာဘော်တို့သည်တထိတ်ထိတ်ဖြစ်၍နေကြလေ၏။ကိုထေးရောင်ကလက်ထက်အပြီးမိษွေများအားလိုက်လံလက်ဆွဲနှုတ်ဆက်ပြနေသဖြင့်ထိုအချင်းရာကိုမမြင်လိုက်ချေ။မင်းသားသည်ခင်ဆွေတင်းအနီးသို့ရောက်လျင်ပြုံးရှုလျက်မနေ့ကပို့လိုက်မလို့ဟာမပို့ပြစ်လို့အခုလာပို့တာပဲ။ဒါနောက်ထပ်လက်ဖွဲ့တဲ့ပစ္စည်းဟု စင်သွဲတက်တာကိုဖွင့်၍ပြရာအလွန်အယောင်ကောင်းတော့ စိန်လေတုံကိုမြင်ရလေ၏အချို့မှာသို့ထိုစိန်မျိုးကိုမမြင်ဘူးသဖြင့်အံ့ဩမျက်လုံးပြကြ၏ခင်ဆွေတင်မှာလက်ကလေးများတုံရင်လည်းနှောက်ခမ်းကလေးလှုပ်ခါကျေးဇူးတင်ပါတယ်ဟုပြောလိုက်ရာမင်းသားလည်းလှက်ထွက်သွားလေ၏အဲ့ခံသူများကမုံများလက်ဖက်ရည်များတုံးဆောင်ရန်ဖိတ်ခေါ်တော်လဲတော်ပါပြီဟုလက်ပြလည်းအောက်ထက်သို့ဆင်းသွားလေတော်၏လက်ထပ်ဘွဲမှာတနေ့လုံးလိုလိုပင်ညီငွေဘွဲရာထိုင်၍နေရရာ လေးနာရီကျော်တည်နေတဲ့ပြိုင်နဲ့ခင်ဆွေတင်းဒီကိုထင်းရောက်အလစ်တွင်မိခင်ကြီးကိုခေါ်ဆောင်လျက်အိမ်တို့ကားနဲ့လေ့၍ပြေးလေတော်သည် အိမ်တို့ရောက်လျင်အဝင်များကိုချိုလဲကအခန်းကြီးတစ်ခန်းထဲသို့ဝင်မိရာနှစ်ယောက်အိတ်ကြေးကရင်ကြီးချွေကိုင်းဖြင့်မပြည့်တင်ထားသောစာကျင်နာတာနာသောမွေရာခေါင်းအုံတို့ကိုမြင်ရရာရင်ကလေးဖိုလျက်မိမိအိတ်နေကြအခန်းထဲသို့ပြေးဝင်သွားပြီးမျက်ရည်များကိုသာတွန်ချနေလေတော်၏နှုတ်ဆက်မင်းများလာကြတော့ဧည့်သည်များအားလည်းတနေ့လုံးညောင်းညာ၍ခေါင်းမူးနေ၍ အပြင်မထွက်သည်ကိုတီးခံပါရန်တောင်းပန်ခံရလေ၏ကိုသေးအောင်က မိဘများကမိစေများကဒင်နာကျွေးရမည်ဟိုတယ်ပို့ရမည်စသည်ဖြင့်ပူဇော်နေသည်ဖြင့်အားလုံးကျေနပ်အောင်ကားတွင်နှင့်လိုက်လံပို့ပြီးနောက်ညနေ6နာရီခန့်မှပြည်ပပြည်ပလန်းသို့ရောက်ရှိလာလေ၏ခေစွေတင့်ကထိုအချိန်အထိအခန်းထဲ၌ရှိရာခင်းနေမကောင်းဘူးလားအခန်းထဲမှာညည်းစီစီနဲ့ပန်းချန်နဲ့ထွက်ကြပါအောင်ဆိုဟုကိုသေးအောင်၏အတန်ကိုကြားသည်ဖြင့်ထိတ်ကနေဖြစ်သွားကလူးလဲထားလေ၏ ကိုထေးရောင်သည်ခင်ဆွေတင်း၏လက်ကိုဖေးမှကင်ပေးမိပြုရာခင်ဆွေတင်းကအကင်မခံပဲခင်ပြောက်သွားပြီဟုခတ်တုတ်တုတ်အင်ချေသူထွက်သွားလေ၏မကြခင်ပင်ကျိန်ကလထိုင်တလုံးစီနှင့်မျက်နှာချင်းဆိုင်ထိုင်နေကြသောဇနီးမောင်နှံကိုမြင်ရလေ၏နေမင်းသည်တစားတစားသူ၏အယောင်ကိုရုပ်သိမ်းသွားရာဓာမီးရောင်များသည်အစားထိုး၍လင်း၍လာလေ၏မြောက်ဘက်ခြမ်းမှာအယံမြင့်မြင့်ကရုံးနှင့်လူတယောက်သည်ထိုဇနီးမောင်နှံ၏အခြေအနေကိုတောင်ဘက်စီယိုနာမှလှမ်းမြော်ကြည့်ရှုနေလေ၏ ဇနီးမောင်နှံနှစ်ဦးစီမှာလက်ခနဲ့မင်းလင်းတဲ့ဖြင့်လှမ်းကြည့်နေရာခင်ဆိုတဲ့မှာညံ့နာကြည့်တာပုံမရဇိန်နဲ့စီကရက်မှိတ်နေသူအားမေးချစ်ချစ်ပေးသူကိုမင်းသားမြင်လိုက်ရခြင်းဖြစ်သည်မင်းသားဤရှင်များသည်ရက်တိချင်းကမတက်နိုင်တဲ့ကဲ့သို့ဖြစ်၏စိတ်ကလည်းတနေ့လုံးမောနေသောကြောင့်ကန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 ်ကိုဘလို့လူမှကြံလို့မရဘူးဟုတယောက်တည်းတိုးတိုးကလေးညီးတွားကလေးလံသောရှီလမ်းများဖြင့်အိမ်ကြီးရှိရာသို့တလန်းချင်းရွေလျားက စုတ်ခွာ၍တွားချာလေသည်ဟုတ်ကဲ့ပါခင်ဗျာဆရာကြီးမဟာဆိုရင်ရေးသားခဲ့တဲ့တပုံအိမ်ဝိထုကတော့ဤပါရင်ပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်အားဖြင့်ပြေးခဲ့ကြတဲ့ညီကောင်မတော်မတူဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ